နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれအော်ဒူဘာလ28ရက်တနင်္လာနေ့ ကပောက်ချန်ခန့်ကြီးတဲ့အငယ်တင်မရှင်အငယ်31အစအုံ၌ဖျားသခင်သည်ကောင်းကင်နေမြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည်အစင်းတံမရှိလွတ်လပ်လဟဖြစ်၏နနေရအရက်ကိုမောင်မိုက်ဖုံးလွှမ်း၍ဖျားသခင်ဤဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှလှုပ်ရှားတော်မူ၏ဖျားသခင်ကလည်းအလင်းဖြစ်စေဟု အမိန့်တော်ရှိ၍အလင်းဖြစ်လေ၏ထိုလင်းကောင်းသည့်ကိုဖျားသခင်မြင်၍ အလင်းနှင့်မောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏အလင်းကိုနေဟုသောအမိဖြင့်၎င်းမောင်မိုက်ကိုညဟုသောအမိဖြင့်၎င်းခေါ်ဝသမုတ်တော်မူ၍ညဦးနှင့်နနက်သည်ပထမနေ့ရဖြစ်လေ၏တပံဘုရားသခင်ကရေအလယ်၌မိုးမျက်နှာချက်ဖြစ်စေရေနှင့်ရေချင်းခြားနာစေဟု အမိန့်တော်ရှိသဖြင့်မိုးမျက်နှာချက်ကိုဘုရားသခင်ဖန်ဆင်းတော်မူ၍မိုးမျက်နှာချက်အောင်၌ရှိသောရင်နှင့် မိုးမျက်နှာချက်အပေါ်၌ရှိသောရေကိုပိုင်းခြားတော်မူသည့်အတိုင်းဖြစ်လေ၏မိုးမျက်နှာချက်ကိုလည်းမိုးကောင်းကင်ဟူသောအမည်ဖြင့်ဖျားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ညအူးနှင့်နက်နက်သည်ဒုတိယနေ့ရက်ဖြစ်လေ၏ဖျားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျင်အလွန်ကောင်းသည်ကို မြင်တော်မူ၍ညအူးနှင့်နက်နက်သည်ဆက်ထမနေ့ရက်ဖြစ်လေ၏ ဖျားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုတွင်အလွန်ကောင်းသည်ကို မြင်တော်မူ၍ကဗာဦးချမ်းခန်းကြီး1ခန်းငယ်37အလုံးစုံတို့ကိုဖန်ဆင်းတော်မူသောဖျားသခင်2021ခုနှစ်တွင် Star Trek ရုပ်ရှင်မှတရုတ်ဆောင် William Shatner သည်ဒုံးပြန့်ဖြင့်အာကာသခရီးစဉ်တွားရောက်ကြည့်ခွင့်ရခဲ့၍ပျော်ရွှင်ခဲ့သည် နောက်ပိုင်းတွင် သူ၏ခရီးစဉ်ကိုပြန်တွေးကြည့်သောအခါသူတွေ့ကြုံနေဆက်လင်း၍ သူမျော်လင့်ထားသမျှသောအရာအလုံးမှားနေသည်ဟုပြောခဲ့သည်။ကြေပြောလာသောအာဂါတကြီးသည်တက်ရှိအလုံးနှင့်နှက်နေသောဆက်ဆက်မှုကိုပေးစွမ်းနိုင်လိမ့်မည်ဟုသူမျော်လင့်ခဲ့တော်လေ။ဝန်းထဲပူဆွေးမှုကိုသာခံစားခဲ့ရသည်။ဤဆက်ပြီးဟင်းလင်းပြင်ဖြစ်သောအာဂါတ၏အမောင်တို့ကကမ္ဘာမြေကြီးအလှတရားနှင့်ပြည့်စည်လွယ်မှုကိုအသက်တဖန်ရှင်းလင်းစွာသိစေခဲ့သည်။အာဂါတအတွင်သို့ဆွတ်စားသွားရောက်သောအတွေ့အကြုံမျိုးကိုလူအနေငယ်သာကိုတွေ့ကြုံကြရသည်။ စัจ java လာရှိဖရာသခင်ဤဖန်ဆင်းခြင်းအကြောင်းတမကျမ်းစာပါဖြစ်စဉ်ကဖန်ဆင်းခြင်းကိုကိုရောဤအမြင်ဖြင့်မြင်ရန်ကျွန်ုပ်တို့ကိုဖိတ်ခေါ်သည်ဖရာသခင်ဤပထမဦးဆုံးမှတ်တမ်းဝင်လှုပ်ဆောင်ချက်များမှာအစီအစဉ်အရအစင်းတတံမရှိလွတ်လပ်လဟဖြစ်သောမြေကြီးမှာကောင်းငင်နှင့်မြေကြီးကိုဖန်ဆင်းခဲ့ပြီး၎င်းသည်အလင်းနှင့်မှောင်မိုက်ကိုပိုင်းခြားရန်ဖြစ်သည်ကြံသောဖန်ဆင်းခြင်းဖြစ်စဉ်တွင်တဘာဝပေါက်ပင်တတဝါများနှင့်အဆုံးစွန်မှာသူ၏ပုံတံတန်ကိုဆောင်သူ လူသားများအပါအဝင်ဘုရားသခင်ဖန်ဆင်းဖြစ်စေသည့်ကောင်းသောအရာအလုံးကိုဖွင့်ပြသည် အမှောင်ဆုံးအဝေးဆုံးသောအာကာသအပါအဝင်ဖန်ဆင်းခြင်းတစ်ခုလုံးသည်ဘုရားသခင်၏တကူတော်နှင့်ခွန်အားကိုပေါ်ပြနေသည့်တစ်ချိန်တည်းမှာပင်ဤလောက၌ကိုယ်တော်ပြုသောအမှုတော်နှင့်ဆက်လျင်း၍အလေးအနက်ထိုးထွင်းသိမြင်နိုင်သည့်ထူးခြားသောဉာဏ်ကိုကျွန်ုပ်တို့အားပေးထားသည်ကျွန်ုပ်တို့ကိုဝန်းရံထားသည့်အလှတရားသည်အရာခတ်သိမ်းကို ဖန်ဆင်းပေးသူအားကိုးကွယ်ရန် ကျွန်ုပ်တို့ကိုလက်ရက်ခေါ်နေပြီ။စဉ်ချင်းအဖြစ်သူ့ကိုကိုးကွယ်ရန်တင့်အားဖျားသခင်မြည်သည့်အချိန်ကဆွဲခေါ်ခဲ့သည်နီ။ဖန်ဆင်းခြင်း၌မြည်သည့်အရာအတွက်ကိုရောကိုယနေ့တင်ကျေးဇူးတင်သည်နီ။ ဖျားသခင်မြေကြီးကိုဖန်ဆင်းပေးခြင်းနဲ့နေထိုင်သူကျွန်ုပ်တို့အားစောင့်ရှောက်ပေးခြင်းအတွက်ကျေးဇူးတင်ပါ၏အရာခတ်သိမ်းဖန်ဆင်းရှင်အဖြစ်ကိုရောကိုကိုးခွေပါ၏သခင်ယေရှုနာမကိုအမိပြုရေးဆုတောင်းပါ၏အာမင်နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက် ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝတက်တာများဖြစ်တည်နိုင်ကြပါစေ။